ဆိုအားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်ဒီဗီဒီယိုမစခင်မှာအရင်ဆုံးပြောချင်တာကဒီဗီဒီယိုကတမောတာအာလောကအကြောင်းပြောမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ဒီမနက်အာညီလေးတယောက်နဲ့စကားပြောရင်းနဲ့ခေါင်းထဲပေါ်လာတာလေးကိုအာကျွန်တော်ပြောမှာဖြစ်တယ်နော်ပြောပေါ်လာတဲ့အကြောင်းအရာပေါ့နော်အခုစကားပြောပြီးတော့ပြန်လာချင်းမှာကျွန်တော်ရင်ထဲမှာပေါ်လာတဲ့အကြောင်းအရာခေါင်းထဲမှာပေါ်လာတဲ့အကြောင်းအရာကိုကျွန်တော်ပြောမှာဖြစ်တယ်ဆိုတော့အခုကျွန်တော်စင်မူကအကြောင်းလာတက်တယ်ဒီနေ့က တပတ်ပြီးသွားပြီဗောနောင်းတက်တပတ်ပြီးသွားပြီတော့ဒီမနက်အဲအရင်ညီလေးကကျွန်တော်မနက်စာလိုက်ကျွေးတယ်ကော်ဖီလိုက်တိုက်တယ်ဗောနောတော့သူနဲ့ကျွန်တော်နဲ့တိလာတာကအာတတော်ကြာပြီဗောနောကျွန်တော်တက်ကူတက်တဲ့ချိန်သူက10တန်းအကျော်ဘွဲရပြီးတဲ့ချိန်တော့ဖြစ်လေသူက10တန်း10တန်းတော့အဲ့တော့ကသူ့အဖေကကျွန်တော်ကျွန်တော်တကယ်ချင်းစီကိုဒီဒီညီလေးကိုဗောနောသူ့သားလေးကိုလာပြီးတော့အဲစာနေနဲ့ပြပေးဖို့ ြောဘူးတယ်ဗောနကျွန်တော်ကအဲ့တော့တင်ချာတင်နေတဲ့အချိန်ဆိုတော့ကျွန်တော်ဗတ်တာဗတ်တာအခန်းကိုကျွန်တော်ဒီညီလေးကိုအာ sharing လုပ်ပြတော့ပြန်ပြီးတော့အာ guide လိုမျိုးပုံစံနဲ့ပြန်ပြောပြပြတယ်အကျွန်တော်တကယ်ချင်းတော့ chemistry ကျွမ်းတာဆိုတော့ chemistry ကျောင်းဗောနကမ္ဘာကြီးတင်ပေးတာပေါ့ဆိုတော့အခုဒီစင်ကာပူပြန်ရောက်တော့သူကဒီမှာအလုပ်လုပ်နေတယ်ဒါကြောင့်မလို့ကျွန်တော်တို့ live တွေ့ပြီးတော့အဲကျွန်တော်တို့ပြန်စဉ်းစားတော့သူ သူနဲ့ကျွန်တော်ဘယ်လိုပတ်သက်မှုတွေရှိခဲ့လဲသူကတော့ဟောစာပို့တယ်ကျွန်တော်မှတ်မိလားဗာညာဘောနကျွန်တော်ရုပ်ငယ်ရုပ်ကိုမနေ့ပြန်ဖန်ပြီးတော့မှအဲကျွန်တော်အရင်တော့အကြောင်းကြီးပြန်ပေါ်လာတယ်ဟုတ်တယ်သူနဲ့ကျွန်တော်နဲ့ကျွန်တော်တို့နဲ့ဟာစာလုတ်ခဲ့ကြတာဗောနောအဲသူဆယ်တန်းတော့ကျွန်တော်စာဝိုင်းကုလုတ်ပေးဘူးတယ်ဆိုတော့ဒီနေ့စကားပြောနေရင်အဲသူကဗာပြောလဲဆိုတော့အဲ့တုန်းကသူ့အဖေကကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းကိုကြည်ပြီးတော့ စကားတွေပြောဖို့တယ်မဟုတ်စကားတွေပြောပြဖို့တယ်ဒီလူတွေဘာလုပ်နေလဲဒီလူတွေဘာလုပ်နေလဲကြည့်လက်ရှိလုပ်နေတဲ့လက်ရှိဖြစ်နေတဲ့လက်ရှိရောက်နေတဲ့နေရာကိုမကြည့်နဲ့သူတို့အနာဂတ်ကိုကြည့်ပါနော်သူတို့အနာဂတ်မှာဘာတွေဖြစ်နိုင်လဲပေါ့ကျွန်တော်တို့ကိုအတူယူခိုင်းတာပေါ့နော်တကယ်တမ်းရှင်းပြောရင်အဲ့ဒီချိန်မှာကျွန်တော်တို့ကအာတိုင်ပတ်နေတဲ့အချိန်ဆိုတော့ဘွဲရပြီးကလာဘာလို့လောက်ရမှန်းလည်းမသိဘူးဒါပေမဲ့ ကျွန်တော်ဖြစ်ကျင်တဲ့လမ်းကြောင်းတွေရှိတယ်။အဲ့တော့အဲ့ချိန်မှာကျွန်တော်ဟိုကလှုပ်လိုက်ဒီကလှုပ်လိုက်စကူတရရှောက်လို့နေတဲ့အချိန်အဲ့ဒီအချိန်မှာလူတော်တော်များများကကျွန်တော်ကိုတွေ့ဘာပြောနေလဲဆိုတော့အမင်းကအလုပ်တစ်ခုကိုစောင့်ချမလုပ်ဘူး။အမြောက်တစ်ကင်လို့ဖြစ်နေတာဆိုတော့အလန်းကျေတော့အလဲလက်မယ်။မင်းဒုက္ခရောက်မယ်ပေါ့နော်။ဒီလူလက်ပိုင်းတွေပေါ့လုပ်ငန်းရှင်တွေလည်းပါတယ်အဲ့ဒီထဲမှာ။ ကျွန်တော်တူတူအာကျွန်တော် level တန်းနေလေးပါတယ်ဘွဲရပြီးတနည်းနည်းအချိန်မှာကျွန်တော်နဲ့ level တန်းနေကအကုန်လုံးကလောက်ခွင့်အတီးတီးကိုဝင်နေကြဝင်နေကြပြီးအဲ့အချိန်မှာကျွန်တော်ကဘာလုပ်နေလဲဆိုတော့ကွင့်ရရောင်းတယ်တက္ကသိုလ်ထဲမှာကွင့်ရသွားရောင်းတယ်ပြီးတော့ကျွန်တော်စတင်တယ်ညနေပဲဆိုကျွန်တော်တင်ချာ guide လိုက်လုပ်တယ်ပြီးရင်ကျွန်တော်တခြားလုပ်တဲ့အလုပ်တွေလည်းရှိအဲကျွန်တော်စိတ်ကူးတဲ့ရှောက်လုပ်နေတဲ့အချိန် ကျောတည်ရင်းကလည်းအဲ့လိုပဲ तू तू က GDC ပြီးတယ် GDC ပြီးတော့ तू ကလည်းအဲ့လိုဟို guide လိုက်လုပ်တဲ့အချိန်လုပ်တယ်ပြီးတခြားအလုပ်တွေလုပ်ရင်လည်းလုပ်နေတယ်သူတို့မှဖြစ်ဖြစ်မြောက်အဲဖြစ်နေရဆိုလို့လည်းဘာမှမရှိဘူးအတီတီကျအဲလုပ်နိုင်တာဆိုလို့လည်းဘာမှမရှိဘူးဒါပေမဲ့ကျွန်တော်လုပ်နေတယ်လုပ်နေတဲ့အချိန်မှာကျွန်တော်နဲ့မျက်နှာချင်းတိုင်းတွေ့လိုက်တိုင်းမှာကျွန်တော်တို့ပြောနေတာကစကားသံတစ်မျိုးဒီကောင်ဒီချိန်တိုင်းဘာမှဖြစ်လာမှာမဟုတ်ဘူး ရောက်တဲ့ကိုင်းလို့ဖြစ်မယ်တက်မလားဟောရှောက်လုံနေတာလုံတယ်ဘူးတခုကိုစောက်ချပြီးမလုံပဲနဲ့ဆိုပြီးတော့အပြင်မှာအဲ့ဒီလိုမျိုးပြောတယ် face to face တွေ့တိုင်းလဲပြောနေတဲ့တစ်ချိန်တည်းမှာပဲဒီဘက် background မှာလဲဒီညီလေးရဲ့အဖေလိုမျိုးပဲကျွန်တော်တို့ကိုအတူယူဖို့ပြောနေတာမျိုးလည်းရှိဒါကျွန်တော်တို့ကမသိဘူးအဲ့အချိန်မှာကျွန်တော်တို့သိတာပါလေတွေ့တဲ့လူကကျွန်တော်တို့ကိုပြောလိုက်တိုင်းမှာ ကျွန်တော်တို့စိတ်သက်တည်းကြာသွားအောင်ကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေကနေတွေ့ပယ်သွားအောင်ပြောနေကြတဲ့စကားတန်တွေကြီးပဲဆိုအိမ်ကအဖေမိကြတော့လေတခုခုစောင့်ချလုပ်စေချင်တယ်ဒါပေမဲ့သူတို့ကလည်းကျွန်တော်ကိုမလုပ်ပါလို့မပြောခဲ့ဘူးမပြောဘူးလုပ်ချင်ရလို့လွတ်ထားတဲ့အနေအထားတခုဆိုအခုချိန်ပြန်တွေ့တော့မှသူ့အဖေက ကျွန်တော်တို့ကို꿰ရမှာဒီလိုမျိုးပြောနေဆိုတော့ကျွန်တော်တို့ကသိရတယ်ပြောနေတဲ့ဘောကကျွန်တော်တို့တစ်ချိန်ချိန်ရောက်ရောက်တဲ့အခါမှာနေရာတစ်ခုခုမှာရှိနေတယ်ရှိနေလိမ့်မယ်ဆိုတာကိုဒီညီလေးရဲ့အဖေကကြိုတွက်ပြီးတော့သူ့ကိုကျွန်တော်တို့နဲ့တွဲစီခဲ့တာ ဆိုတော့ဒါကအခုမှကျွန်တော်တို့ကပြန်သိရမှာလက်ရှိအချိန်မှာလည်းတင်မောလာလောကနဲ့ပတ်သက်လာရင်အဲကျွန်တော်ကအပြောဆိုအခံရဆုံးလူတွေထဲမှာပါတယ်ဘာလို့လဲကျွန်တော်က line ပေါ်မှာအဲ့လိုမျိုးအာကျွန်တော်ရဲ့အလုံးနဲ့ပတ်သက်တိုင်းကျွန်တော်တင်တယ်အာကျွန်တော်တင်မောပေါ်အကြောင်းအရာတွေတင်တယ်ဆိုတော့အခုလိုမျိုးလည်း personal နဲ့ပတ်သက်တဲ့ကိစ္စတွေလည်းကျွန်တော်ရံပန်ရံကတင်ပြတယ်ဆိုတော့ဟော online ပေါ်မှာ hobby လုပ်တယ်ပေါ့ဗျာဆိုတော့တင်မောလာလောကကတော်တော်များများ ဒီ comment တွေဖတ်ရင်လည်းတွေ့ရလိမ့်မယ်ကျွန်တော်ကို special ဝုန်းနေတဲ့ comment တွေလည်းအများကြီးရှိအဲ့တော့ကျွန်တော်ယုံကြည်တာတစ်ခုကအဲ့ဒါနဲ့တပြိုင်နက်တည်းမှာပဲကျွန်တော်ရဲ့အကြောင်းအရာကိုတခြားရှုတော့ကနေပြီးတော့ကြွေရမှာလူကြီးတွေကလည်းပြောနေလိမ့်မယ်တခုခုပြောနေလိမ့်မယ်ဆိုတော့ကျွန်တော်ယုံကြည်မှုရှိတယ်ဒါပေမဲ့လက်ရှိကျွန်တော်က တော်များပြောနေတဲ့ပုံလေးကနေပြီးတော့မရှိပဲနဲ့စင်ကူမှာလာပြီးတော့ကျွန်တော်ចောင်းလာတက်တဲ့အနေထားပေါ့နော်ဆိုတော့ရှင်းပြောရရင်ဟိုးလွန်ခဲ့တဲ့နှစ်20လောက်တုန်းကလိုပဲဆိုတော့အဲ့ဒီကာလကအထောက်ခွန်ဝန်းကျင်တော့နှစ်20ဝန်းကျင်တော့ရှိပေါ့နော်အဲ့ဒီလုံးကအတိုင်းပဲကျွန်တော်မမြင်နိုင်တဲ့ကျွန်တော်မကြားနိုင်တဲ့ background မှာလည်းကျွန်တော်အကြောင်းကို တခြား shoot out တစ်ခုပါနေပြီးတော့ကြောနေကြလိမ့်မယ်။ကောင်းတာပြီးစိုးတော်ပဲဖြစ်ဖြစ်။ online မှာ comment ဝင်မှန်ပြီးတော့ဝုန်းနေတဲ့အဖွဲလူမျိုးပြောနေတဲ့လူတွေလည်းရှိလိမ့်မယ်။တင်မောသားတွေလည်းပါလိမ့်မယ်။အာ senior ကြီးတွေလည်းပါလိမ့်မယ်။ဆိုတော့အနှစ်ချုပ်ကြီးပြောရရင်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အပေးချင်တာကဒီကျွန်တော်လူလူတွေပေါ့နော်ကျွန်တော်လူတွေကိုကျွန်တော်အပေးချင်တာက ြီးတော့လွန်ခဲ့နှစ်20လောက်တုန်းကအသက်20 21ဝန်းကျင်ဖြစ်နေတဲ့ကျွန်တော်လူငယ်တွေလူမျိုးလက်ရှိမှာလည်းရှိနေမှာလမ်းရှာနေတာပေါ့လမ်းရှာနေတယ်လောက်တာတော့လုံနေတယ်ကိုယ့်ရဲ့ပန်းနိုင်ကိုတတဲကိုယ်ွယ်မသိသေးဘူးမရောက်သေးဘူးဒါပေမဲ့သူတို့ရှာပွေနေတယ်လုံနေတယ်လူငယ်တွေကိုလည်းကျွန်တော်ဒီဗီဒီယိုကနေပြီးတော့အားပေးနေတာပေါ့နော် မပူနဲ့ခမားတို့ကိုခမားတို့ရှိမှမျက်နှာရှင်းတိုင်းမှာဝေပန်တဲ့လူတွေလည်းရှိနေမယ်အိမ်ကနေပြီးတော့အိမ်ကအတိုင်းဝိုင်းကလည်းကိုမိတ်ဆွေအတိုင်းဝိုင်းမိဘအတိုင်းဝိုင်းဆွေမျိုးအတိုင်းဝိုင်းနဲ့မှလည်းခမားတို့ကိုစိတ်တဲ့ကြောင်ပြောနေတဲ့လူတွေရှိနေမယ်ဒါပေမဲ့အဲ့ဒါကကျွန်တော်တို့ကိုဘာမှအကျိုးသက်ရောက်မှုမဖြစ်စေနဲ့ effect မဖြစ်စေနဲ့ကျွန်တော်လုပ်ရရှိရလောရမယ်ပြောတဲ့လူတွေက တဖက်ချမ်းမှာလည်းကျွန်တော်တို့ကိုဆိုးတဲ့အပိုင်းကနေကြည့်ပြီးတော့နော် negative နော်အမြင်နဲ့ပြောနေတဲ့လူတွေရှိတယ်လို့နောက်ွယ်မှာလည်း positive မြင်ပြီးတော့ဒီကောင်းလေးတစ်ချိန်ချိန်ကြရင်တနေရာကိုရောက်မှချိန်သေးရလို့တိနေတဲ့မြင်နေတဲ့လူတွေလည်းရှိလိမ့်မယ်ဘသူတွေဘလူမြင်မြင်ကျွန်တော်တို့ကကိုလို့စီရရှိတာဟုတ်ဖြောက်ဖြောက်တန်းတန်းလို့ဖို့ပဲအရေးကြီးတယ် ဟုတ်ပြီနော်ကိုဘာဖြစ်ချင်လဲဆိုတော့ကိုတက်တက်ကိုပဲတိဖို့ပဲလို့ဘသူပြောတာဆိုတာမှဂယုဆိုင်မင်းနဲ့ဘသူအထင်အမြင်ဟိုမှဂယုဆိုင်မင်းနဲ့ကျွန်တော်တို့ဩစိကတ်တင်တဲ့လူစိကတ်နော်စိကတ်ပြီးတော့အဲ့ဒီလူတွေကြီးကနေတင်ယူစရာရှိတာကိုတင်ယူအဲ့ဒါနဲ့တပြိုင်နဲ့ကျွန်တော်လုံးစရာရှိတာကိုလည်းဆက်တာလုံးနေတနည်းနည်းတစ်ချိန်ချိန်မှာကျွန်တော်တို့ ရောက်ချင်တဲ့ပန်းတိုင်းကျင်းသေးကိုရောက်ပါအဲ့ဒီအချိန်ကြရင်လေကျွန်တော်အခုပြန်ကြားရတယ်လို့မျိုးပဲခမားတို့ကိုယုံကြည်ခဲ့တဲ့လူတစုရှိတယ်ဆိုတော့ခမားတို့ပြန်ကြားရလေဆိုတော့ကျွန်တော်လည်းလက်ရှိလောက်ကြရရှိတာလုံနေတယ်ကျွန်တော်သွားချင်တဲ့ပန်းတိုင်းရှိတယ်ကျွန်တော်ရောက်ချင်တဲ့နေရာရှိအဲ့ဒီနေရာအဲ့ဒီအချိန်ကိုကျွန်တော်တို့ချိန်တိုင်းတာတစ်ခု ဖြတ်တန်းပြီးွားရင်ရောက်ကိုရောက်မှာကာလာတစ်ခုတော့ကျွန်တော်တို့ကဖြတ်တန်းရလိမ့်မယ်ဆိုတော့ဘယ်ကူမာတော့မဟုတ်ဘူးလေကူလိမ့်မယ်လို့တော့ကျွန်တော်တော့မပြောဘူးလွယ်မှာလည်းမဟုတ်ကျွန်တော်တို့အတကုံပြင်းရလိမ့်ဆိုတော့တကုံပြင်းရမယ်စပယ်ရှယ်ပြင်းရမယ်ဆိုတော့အာဒီကောင်ပြူလဲသွားမှာပါဒီကောင်လစ်သွားမှာပါဟောသူတို့ချင်းမြင်နေတဲ့ အထင်မြင်နေလဲရှိလိမ့်မယ်ဆိုတော့အဲ့ဒါ၄လဲခင်းဆိုင်မနေねကျွန်တော်တို့တွေးရမှာကကျွန်တော်တို့လှုပ်လို့ရတဲ့အပိုင်းပါရှိလှုပ်နိုင်တာပါရှိအချိန်ကြီးကြောင်းကြောင်းကြောင်းကျွန်တော်လှုပ်လို့မရဘူးကျွန်တော်တို့ under control နော်မှာမရှိဘူး not under control ပေါ့နော်မြန်တင်မောသားစကားနဲ့ပြောရရင်နော် not under control ဘိုင်းကိုကျွန်တော်တို့ကမေးလိုက်တာအကောင်းဆုံးပဲ under control ကျွန်တော်တို့ရဲ့ under control မှာဘာတွေရှိလဲအဲ့တော့တည်တည်ဝဲမြင်အောင်ကြည့်အဲ့တော့ကိုဒီဇိုင်းမမှန်လို့ရုံုံကြီးနဲ့လို့ကိုကိုကိုရုံုံကြီးနဲ့လို့စောက်ချပြီးလို့အချိန်ချိန်မှာခင်ဗျားတို့ရောက်ချင်တဲ့နေရာကိုချိန်တည်ရောက်နော်ဒါပေမဲ့အလုပ်လုပ်တိုင်းမှာတော့ကျွန်တော်တို့က intention ရှိရလိမ့်မယ်ဆိုတော့စကူတဲ့ကရှောက်လုံနေလို့တော့မရဘူး ပန်းနိုင်တစ်ခုခုချမှတ်ပြီးတော့လုပ်ရမယ်။ဒါဆိုရင်တော့အများတို့လုပ်နေတဲ့အလုပ်တိုင်းကအိပ်ပဲရှိနေမှာဖြစ်ပြီးတော့အများတို့ရောက်ချင်တဲ့ပန်းနိုင်ကိုတစ်ချိန်ချိန်မှာရောက်ရလိမ့်မယ်ဆိုတာကိုရောက်လိမ့်မယ်ဆိုတော့အော်ကျွန်တော်အာမခံတဲ့အဲ့တွေလည်းအပေးခြင်းတယ်။ဆိုတော့ဒီဗီဒီယိုလေးကဒီလောက်ပါပဲ။ဒီစီရောက်အောင်ကြည့်ပြီးရဲဆိုရင်တော့ကျေးဇူးတင်ပါတယ်။မကြည့်ပေးရင်လည်းဘာမှမဖြစ်ပါဘူး။ Have a nice day. ဟာဟာဟာ စာလုံးရောင်းမှာအင်္ဂလိပ်လိုပြောရင်မဟုတ်ဘူး